မြန်မာနိုင်ငံရဲ့အန်ဂျီဆိုရဒေါ်လာရဲ့သဘောဝင်တွေတိုင်းဒါလက်နက်ကင်တွေကိုယူကရိန်းနိုင်ငံလိုထောက်ပံ့ပေးဖို့တော့ကမ္ဘာကုလသမဂ္ဂမှာအရှိတီမောသမရနိုင်ငံကဒါအရေးပေါ်ကိုတောင်းဆိုလိုက်ပြီးတော့တချို့သောနိုင်ငံတွေကလည်းအရှိတီပေါ်နိုင်ငံရဲ့သမရရဲ့ကုလသမဂ္ဂမှာမြန်မာနိုင်ငံမှာရှိတဲ့ဒေါ်လာရဲ့သဘောဝင်တွေတိုင်းဒါလက်နက်ကင်တွေကိုထောက်ပံ့ပေးဖို့တော့ယူကရိန်းလိုစစ် ျက်စီးတွေအမေရိကန်အနေနဲ့ပြီးဖို့အတွက်ဒါပေါင်းစုမှုကိုတခြားသောနိုင်ငံတွေကလည်းထောက်ခံမှုတွေရှိနေတာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့အစိုးရရဲ့အကောင်းပဲကျွန်တော်တို့အများကြီးတော့မပြောလင်းဘူးအမေရိကန်အနေနဲ့တော့ယူကရိန်းကိုထောက်ပံ့တဲ့ Harry Deck ကနော်ဒါ1%တော့မဟုတ်ဘူး0.01ဆိုရင်တော့ရတယ်ဗျာနော်ဆိုတော့နည်းနည်းလေးနော်ပါဆန်0.0ဆိုရင်တော့ကျွန်တော်တို့ တော်မယ်နေသားမှာရှိတယ်เนาะဆိုတော့အခု NG အစိုးရရဲ့ဒါနိုင်ငံချိုင်းဝန်ကြီးဖြစ်တဲ့ဒေါ်စင်မအောင်နဲ့အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်တို့တွေ့ဆုံတဲ့ဓာတ်ပုံတွေလေး online ပေါ်မှာဇက်လာတယ်ဒါလေးအားရစရာပဲပေါ့လीတကယ်ဖြစ်ပါစေလို့ပဲကျွန်တော်ဆုတောင်းနေပြီးတဲ့ကကျတော့เนาะကျွန်တော်ပြောချင်တာ ASEAN เนาะ ASEAN ကိုပြောချင်တာကဒါအခု NG အပါအဝင် CRP ရောเนาะချာတော့လူကွင်းเนาะဒါအဖွဲ့အစည်းပေါင်း20ကျော်ကလေးပြောဆိုနေကြပြီเนาะ ASEAN ကောင်းဆောင်အနေနဲ့ကျွန်တော်တို့မလေးရှားနိုင်ငံချိုင်းဝန်ကြီးအနေနဲ့ပေါ့เนาะ ကျွန်တော်တို့ခဏိကပဲဒါမင်းအွန်လိုင်းစီးနေပြီးတော့မှရောက်လာတယ်ရောက်လာပြီးတော့ဆွေးနေတယ်မင်းအွန်လိုင်းတို့ဘက်ကတော့အာဆီယံဥက္ကဋ္ဌနော်ဒါမလေးရှားနိုင်ငံကျွေးဝင်ကြီးကတော့သူတို့ရဲ့ရေကောက်ပွဲကိုအပြည့်အဝထောက်ခံနေလို့ကြေညာထားတယ်ဒါပဲမဲ့တကယ်လက်တွေ့မှာမလေးရှားသတင်းဌာနကနေပြီးတော့အသီးလင်းကိုကြေညာထားတယ်သူတို့အနေနဲ့နော်သူတို့အနေနဲ့ဒါဒိုစစ်ကောင်စီထုတ်ပြန်တယ်လို့မျိုးရေကောက်ပွဲကိုထောက်ခံတာမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့နိုင်ငံကျွေးဝင်ကြီးကမြန်မာနိုင်ငံရေကောက်ပွဲကိုပွင့်လင်းမြင်သာအောင်ပြည်သူတွေလက်ခံမှကျင်းပဖို့ကိုပြောသွားခဲ့တဲ့အကြောင်းသူတို့အနေ နဲ့တည်တည်ကြာရှင်းပြထားရပေါ့နော်စစ်ကောင်စီရှင်းပြထားတာနေတော့တလဲစီပဲဆိုတော့အခုဘာတောင်းဆိုနေကြလဲဆိုတော့ CRBHNU ဂျင်တော့ကျွန်တော်လူခွင့်ရေးဟိုဖွဲ့ပေါ်များဆိုတော့တော့ဟိုအာဆီယံနေနဲ့ခုလိုမျိုးစစ်ကောင်စီရွေးကောက်ပွဲမှာမထောက်ခံဘူးဆိုရင်ဘာဖြစ်လို့ပြည်သူတွေဘက်ကနေရက်တည်ပြီးတော့ဒီရွေးကောက်ပွဲကိုဖျက်သိမ်းပြီးတော့နော်ဒီတော်ဆက်စုကြည်နဲ့အချင်းသားအလုံးကိုလုပေးဖို့တောင်ဘာလို့နော်အဲ့ဒီအချက်လေးတသေးလေးတော့နော်ဒါဘာဖြစ်လို့မလုဆောင်ပေးနိုင်တာလဲဆိုပြီးတော့မျိုးခုထုတ်လိုက်ကြတာပဲဖြစ်ပါရယ်ဗျာ